ပေးထဲမှာတော့တာတာရရရှင်တန်နိုင်တဲ့တရဝါများမင်္ဂလာပါခင်ဗျာဘာမှဆမ်းများကနေပြန်လဲကြိုးလိုက်ပါရင်အိမ်မန်းချင်းစိတ်ကူးရင်ကြည်ဆမ်းပါဗျာတေးစင်နိုင်တဲ့တဲ့ရောင်ကြီးတွေတိုက်ခိုက်ခံရပြီးတဲ့နောက်သူ့ရဲ့ DNA ကိုပြန်ပြီးတိဆောက်နိုင်တဲ့တရဝါလေးတကောင်ဒါမှမဟုတ်အာကာတရဲ့လေယာဉ်ထဲမှာရောက်သွားပြီးတဲ့နောက်မှာတော့ဥကနေပြန်ပေါက်လာနိုင်တဲ့တရဝါမျိုးပေါ့ဒါရီဟာသိပ်ပံဝတ္ထုတွေထဲမှာဒါမှမဟုတ်ရုပ်ပြကာတွန်တွေကဇက်ကောင်တွေနဲ့တူတယ်လို့ထင်ရမှာတယ်မဟုတ်လား ဒါပေမဲ့သူတို့တွေဟာဂျိုသားတွေလည်းမဟုတ်ပါဘူးရုပ်ပြဆက်ကောင်တွေလည်းမဟုတ်ပါဘူးခင်ဗျာသူတို့ဟာကဘာပေါ်မှာတကယ်ရှိတဲ့တရားလေးတွေပါပဲဒါပေမဲ့အပြင်ကဘာရဲ့ရက်ဆက်ကြမ်းကြုတ်တဲ့ပဝင်းချင်းကိုခံနိုင်ရှိကြပါရင်ရှင်းရှင်းပြောရရင်အကာသာထဲမှာဆာဗိုက်လုံနိုင်ကြတဲ့သူတွေပေါ့ကဲဒါဆိုရင်တဘာဝတရားကြီးကပေးအပ်ထားတဲ့အန်ဩစရာအကောင်းဆုံးရှင်းတန်းတိုင်းစွမ်းရှိတဲ့တရားလေးတွေကိုလေ့လာကြည့်ကြရအောင်ပါဗျာ No dots ကျဲဝင်းကျဲလီရဲ့လိုအပ်ချက်မိုးရွာပြီးတဲ့နောက်မြေပြင်ပေါ်မှာထူးဆန်းတဲ့ကျဲလီလိုအရာတစ်ခုကိုမြင်မှုကြလာဗျာ အဲ့ဒါကတော့နှစ်ပေါင်း3.5ဘီလီယံကျော်တက်တန်းရှိတယ်။ရှေးဟောင်းဆိုင်ယာလိုဘက်တီးရီးယားတစ်မျိုးဖြစ်တဲ့ node test ဖြစ်နိုင်ပါတယ်။အခြေအနေတွေမကောင်းတဲ့အခါသူဟာအချောင်းခံပြီး exit တဲ့အခြေအနေကိုရောက်သွားပြီးမယုံနိုင်လောက်အောင်ခံနိုင်ရှိလာပါတယ်။ရေမရှိအောင်တဲအောင်ကြည့်နဲ့အလုံးအမင်းပူပြင်းတဲ့အပူချိန်တွေကိုသူခံနိုင်ရှိလာပါတယ်။မိုးပြင်းရတဲ့အခါသူဟာ node ထလာပြီးတဖန်ကြီးထွားလာပါတယ်။သူ့ရဲ့လိုင်းရောင်းညီထွေစွာနေနိုင်တဲ့စွမ်းကသူ့ကိုအကာအသားနဲ့ရှင်သန်နိုင်အောင်နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့သရဝါလေးတစ်မျိုးဖြစ်လာစေပါတယ်။ Study grade ရေဝန်လေးတွေလို့ခြေစနိုးခေါ်ကြတဲ့စွမ်းအားရှင်သရဝါလေးတွေတာတီဂရိတ်လို့ခေါ်တဲ့ရေဝန်လေးတွေဟာဆိုရင်1မီလီမီတာအောက်သာရှိတဲ့အနုကြည့်တက်ရှိလေးတွေပါဒါပေမဲ့ရှင်သန်တိုင်းစွမ်းနဲ့ပတ်သက်လာရင်တော့သူတို့ဟာဘာနဲ့မှရှင်နိုင်လောက်အောင်တော်တဲ့သရဝါလေးတွေပါပဲ2009ခုနှစ်မှာသူတွေတီတီဟာဥရောပအာကာသအင်ဂျင်စီရဲ့ Photon M3 အာကာသယာဉ်နဲ့အတူတာတီဂရိတ်တွေကိုအာကာသထဲပို့ခဲ့ပါတယ် ဒီသိငယ်တဲ့တရဝလေးတွေကိုအပြင်အာကာသရဲ့ဓာတ်အောင်ကြည့်ရင်အောက်ဆီဂျင်မရှိတဲ့အခြေအနေနဲ့အပူချိန်အပြောင်းလဲမြန်တဲ့ပတ်ဝန်းကျင်တွေနဲ့ဒိုင်းရိုက်ထိတွေ့စေခဲ့ပါတယ်။ဒါပေမဲ့မယုံနိုင်လောက်အောင်ပဲအများအပြားဟာအသက်ရှင်ကျန်ရစ်ခဲ့ပါတယ်။သူတို့ကဘာကိုပြင်ရောက်လာတဲ့အခါမှာအသက်ရှင်ရုံနေမှာကမျိုးပွားမှုတွေတောင်မှလုံနိုင်ခဲ့ကြပါတယ်။သူတို့ရဲ့လိုအပ်ချက်ကတော့ Crypto Biosis လို့ခေါ်တဲ့ရှင်သန်နိုင်စွမ်းရှိတဲ့လုပ်ငန်းစဉ်တစ်ခုမှတည်ရှိပါတယ်။အဲ့ဒီအခြေအနေမှာတရဝလေးတွေဟာသူ့ကိုယ်သူအချောင်းခံပြီးတန်းလို့ခေါ်တဲ့ဘောလုံးလေးလိုပုံစံမျိုးလုံးသွားပါတယ်။ဒီအခြေအနေမှာ Tardigrade တွေဟာ ူ့ရဲ့ဇီဝဖြည့်စင်လုပ်ငန်းဆောင်တာတွေအားလုံးကိုရပ်တန့်လိုက်ပြီးခိတအသက်မနေတဲ့အခြေအနေကိုရောက်သွားပါရင်သူ့ရဲ့ DNA ကိုတဲ့အောင်ကြည်ပြည့်စုံမှုကနေကာကွယ်ပေးတဲ့အထူးပြုပရိုတင်းတွေနဲ့ကာကွယ်ထားပါရင်တတိ grade လေးတွေဟာစုရဲ့ရေတွေအိတ်ခဲနေတဲ့အပူချင်းတွေပြင်းထန်တဲ့ HW ရောင်ကြီးတွေနဲ့ဆယ်စုနှစ်ပေါင်းများစွာအစာမစားဘဲနေနိုင်ခဲ့ပါရင်တချို့သိပ္ပံပညာရှင်တွေကတော့အကယ်၍ဂျိုသားတက်ရှိတွေတကယ်ရှိခဲ့မယ်ဆိုရင်သူတို့ဟာတတိ grade လေးတွေနဲ့ဆင်တူနိုင်တယ်လို့ယုံကြည်ကြပါရင်ရုပ်ရှင်နဲ့သင်ငယ်နဲ့ပြီးတော့မယုံနိုင်လောက်အောင်ခိုင်ခန့်နေပါဗျာ။ ဟယ်လိုမိုနက်စ်တိုင်တန်နက်စ်တိုင်တန်နက်သင်္ဘောကိုစားတဲ့ဗရီရီယံဒါကတော့အခုထိအာဂန္ဒာခေးသွားမဟုတ်သေးပါဘူးဟယ်လိုမိုနက်စ်တိုင်တန်နက်စ်တရားပင်လယ်ရေမြင့်တဲ့ပြင်အောင်12500ပေအနက်မှာရှိတဲ့တိုင်တန်နက်သင်္ဘောပြင်အချင်းအကျန်လေးပေါ်မှာရှင်သန်နေထိုင်ပါတယ်အဲ့ဒီအောက်မှာသူဟာအေးခဲတဲ့အပူချိန်အလုံးမင်းဖိအားများတဲ့အခြေအနေနဲ့နေအောင်ကြီးဓမ္မမုတ်အောက်ဆီဂျင်လုံးဝမရှိသလောက်အခြေအနေတွေကိုခံနိုင်ရှိနေပါတယ်ဒီဗရီးရီးယားဟာဒီလိုပေါဝင်ချင်မှာရှင်သန်ယုံနေမကပါဘူးတန်တဲ့ကိုစားသုံးခြင်းနည်းနဲ့တိုးတက်ကြီးထွားပြီ တိုက်တန်နီရဲ့တထုကိုယ်တွေကိုဖိဖိချင်းစားသုံးကောင် Reddy ဆဲလို့ခေါ်တဲ့ထူးဆန်းတဲ့တန်ချီးပုံစံတွေကိုတိဆောက်ပါရင်သူကလက်ရှိမှာသမိုင်းဝင်အရာတွေကိုစားတော့နေပေမဲ့သူ့ရဲ့တီတွေကတော့ဇီဝပြုပြင်ခြင်းမှာသူ့ရဲ့အလားအလာကိုစောင့်ကြည့်နေကြပါရင်တက်ရှိတွေကိုအသုံးပြုပြီးညဉ့်ညမ်းမှုကိုခြေဖြတ်တာဂျင်နန်ဟောင်းနေအာဂါတာဒဲကအမိုက်တီနဲ့နင်းမြုပ်နေတဲ့တင်မော့ပြက်တွေကိုတန်ရှင်းလုပ်ခြင်းအပါအဝင်ပေါ့ဒါတွေကိုလှုပ်ဆောင်ဖို့အတွက်ဒီပက်တီးရီးယားတွေကိုမွေးမြူနိုင်ခဲ့မယ်ဆိုရင်လူသားတွေအတွက်အကျိုးဖြစ်ထွန်းလာမယ့်အရာတွေကရှေ့မှာအသင်းဆောက်ကြုံနေပါတယ် ပင်လယ်မြောင်းကစားစရာဆိုင်ကနေစပြီးအာကာသကိုရောက်သွားတဲ့အမခန်းတရဝါလေးတွေလူအများစုကပင်လယ်မြောင်းလေးတွေကိုရေထည်ပြီးမွေးမြူလို့ရတဲ့ပျော်စရာကောင်းတဲ့အိမ်မွေးတိရိစ္ဆာန်လေးတွေအဖြစ်သိကြပါပါဒါပေမဲ့ပင်လယ်မြောင်းလေးတွေရဲ့နောက်ကွယ်မှာတော့အံဩလောက်စရာကောင်းတဲ့ဇီဝဗေဒဆိုင်ရာလှုပ်ဝက်ချက်တွေအများကြီးရှိနေပါတယ်ပင်လယ်မြောင်းတွေဆိုတာတကယ်တော့ပဇွန်စိတ်အမျိုးအစားတွေကအမှုဇီဝသက်ရှိလေးတွေဖြစ်ပြီးသူတို့မှာထူးခြားတဲ့စွမ်းအားတွေရှိနေပါတယ်သူတို့ရဲ့ခန္ဓာရဲ့အားဟာသူတို့ရဲ့ဥလေးတွေကနေလာတာပါအဲ့ဒီဥလေးတွေဟာ ခရီပရိုဘိုင်ယိုဆစ်လို့ခေါ်တဲ့အခြေအနေတစ်ခုကိုရောက်သွားနိုင်ပြီးသူတို့ရဲ့အသက်ရှင်သန်မှုလိုအပ်တဲ့လုပ်ငန်းဆောင်တာတွေအားလုံးကိုရပ်တန့်ထားလိုက်နိုင်ပါတယ်။ဒီလိုအိတ်ဆက်နေတဲ့အခြေအနေမှာသူတို့ဟာဘာတည်းမှမပြတ်စည်းနိုင်လောက်အောင်ခိုင်ခန့်သွားပါတယ်။သူတို့ဟာအပူချင်းအလွန်မြင့်မားတာကိုလည်းခံနိုင်ရရှိသလိုအရန်အေးတဲ့အပူချင်းတရောင်ကျင်အများပြားနဲ့လေဟာနေထဲမှာတော့အသက်ရှင်နိုင်စွမ်းရှိပါရင်။နာဆာက1980ပြည့်လွန်နှစ်တည်းမှာဒီအကြောင်းကိုရှာဖွေတွေ့ရှိခဲ့ပြီးပင်လယ်စားငယ်ပစုံဥတွေကိုအာကာသစမ်းသပ်မှုတွေမှာစတင်အသုံးပြုခဲ့ပါရင် ဒီသင်ခဲ့တဲ့ဥလေးတွေကအပိုလိုအာကာသယာဉ်တွေနဲ့အာကာသလုံးပြန်ယာဉ်တွေနဲ့အတူခေးသွားခဲ့ပူပါတယ်တချို့စမ်းသပ်မှုတွေမှာဆိုရင်ကမ္ဘာပတ်လန်းနဲ့ရဲ့လေဟာနယ်ထဲမှာထားခဲ့ပြီးမှပြန်တယ်လာခဲ့တာပါအော်ဆရာကောင်းတာကသူတို့ဟာအောင်မြင်စွာနဲ့ပြန်ပေါက်ဖွာလာခဲ့တာပါပဲဒီသတ္တဝါလေးတွေဟာသူတို့ရဲ့အိတ်ဆက်နေတဲ့အခြေအနေမှာဆိုရင်စစ်ဘက်ဆိုင်ရာပစ္စည်းတော်တော်များထက်တောင်ပိုပြီးခိုင်ခန့်တယ်လို့ဆိုပါတယ်အိတ်တာနဲ့အကျိုးပေးတဲ့သူများပေါ့ဗျာဒါပေမဲ့လက်နဲ့ချိန်မွှားလိုက်ရင်တော့မပြောတတ်ဘူးပေါ့လေ သိပ္ပံပညာရှင်တွေကဒီပင်လေစားကံပစုံလေးတွေအကြောင်းကိုအရင်စိတ်ဝင်စားကြပါရင်ဘာလို့လဲဆိုတော့တို့ဟာအာကာသခီးရှည်တွေကိုဘလို့ရှင်သန်နိုင်မလဲဒါမှမဟုတ်ဂျုံမွားတွေကနေတဆင့်ဂျိုးတွေအချင်းချင်းဘလို့ကူးဆက်ပြန်ပွားနိုင်မလဲဆိုတဲ့အချက်လက်တွေကိုပေးစွမ်းနိုင်လို့ပါပဲဒါကိုပန်စပရမီယာလို့ခေါ်ပါရင်ဘက်စီလန်နဲ့ကလိုစတရန်ဒီယမ်မျိုးစိတ်ရဲ့စပွန်အနုကြီးအချင်းခီးသွားမြောင်ဘက်စီရနဲ့ကလိုစတရန်ဒီယမ်တို့လိုတခြားဗရီးယားတွေဟာ စပရင်လော့ကိုတည်ဆောက်နိုင်ပါရင်ဒီအကြောင်းစပွန်လင်းအင်းလေးဟာအလွန်အမင်းခံနိုင်ရရှိတဲ့အင်းလေးတွေဖြစ်ပြီးအာကာသရဲ့လေဟာနဲ့အပေါင်းဝင်ဆိုးရတဲ့အခြေအနေတွေကိုခံနိုင်ရရှိနိုင်ပါရင် NASA ရဲ့2008ခုနှစ်က EXPO လို့ခေါ်တဲ့အပီပီဆိုင်ရာအာသာသာစကန်မှာလုပ်ခဲ့တဲ့စမ်းသပ်မှုအတွင်းမှာ Validia ရဲ့ Spore အသေးသေးလေးတွေဟာအာကာသစကန်ရဲ့အပြင်ဘက်မှာ18လကြာတက်ဆင်ထားခဲ့ပါတယ်။တဲရောင်ကြီးနဲ့ခင်းရုံရောင်ကြီးတွေအပြင်ထံကြားရောက်ပေမဲ့ ကဘာကိုပြန်တင်လာတဲ့အခါအများပြားဟာပြန်ပြီးအညောင်းပေါက်နိုင်ခဲ့ပါရင်ဒီအညောင်းတသေးလေးတွေဟာလုံးဝအိတ်ဆက်တဲ့အခြေအနေကိုရောက်သွားပြီးဒက်ရောင်ကြီးကိုကာကွယ်ပေးတာနဲ့ရေဆုံးရှုံးမှုကိုတားဆီးပေးတဲ့အထူးထဲဆုံးပရိုတင်းအလွှာတွေနဲ့သူတို့ကိုသူတို့ကာကွယ်ထားပါရင်သူတို့ရဲ့ရှင်သန်နိုင်စွမ်းဟာဂျိုမွားတွေကနေတက်ဆင်ဂျိုရင်အချင်းချင်းကူးပြောင်းသွားလာနိုင်တဲ့ဖြစ်နိုင်ခြေကိုအားပေးပါရင် Dino Cocorus Radio Drum အမန်တကယ်ဝူပါရင်းလိုမျိုးခံနိုင်ရှိတဲ့ဘက်တီးရီးယား Dinosaur နာမည်နဲ့တူပေမဲ့ Dino Cocorus Radio Drum ဆိုတာ အနုကြည်ဘက်တီးရီးယားလေးတစ်မျိုးဖြစ်ပြီးကျန်းတဲ့ခန္ဓာအားအကြောင်းကိုနန်တဲ့ဘက်တီးရီးယားလို့လည်းတင်စားခေါ်ကြပါတယ်လူသားတွေကိုချက်ချင်းသေးစေနိုင်တဲ့ဓာတ်ရောင်ကြီးပမာဏထက်အစာပေါင်းထောင်နဲ့ချီတဲ့ဓာတ်ရောင်ကြီးကိုတော့သူတို့ခန္ဓာရင်ရှိပါတယ်သူတို့ရဲ့ DNA တွေကိုစုပ်ဖြဲသွားနိုင်လောက်တဲ့အထိဓာတ်ရောင်ကြီးတွေထိမှန်သွားတဲ့အခါဒီအနုစီဝါပိုးလေးဟာတင်းငိမ်စွာနဲ့သူ့ကိုယ်သူပြန်လည်ပြုပြင်ဖို့စတင်ပါတယ်သူတို့မှာမျိုးရိုးဗီဇာဆိုင်ရာအချက်အလက်အများပြားရှိတဲ့အတွက်မပြည့်စည်သေးတဲ့အချက်အလက်တွေကို template အဖြစ်အသုံးပြုပြီးပြန်လည်ပြုပြင်တာပါ ဒါဟာတကယ်ကိုဝူဝါရင်းရဲ့ပြန်လည်ကုသနိုင်စွမ်းစွမ်းအားနဲ့တူပါရင်တိမဲ့ပညာရှင်တွေဟာသူတို့ကိုတန်းရအောင်ကြည်နေအိတ်ခဲတဲ့အပူချင်းတွေလေဟာနေနဲ့အက်ဆစ်ရေတွေထဲမှာတော့ထဲဆန်းသက်ခဲ့ကြပြပါပြီ။ရလက်ကတော့အသက်ရှင်ကျန်ရခဲ့ကြပါရင်2015ခုနှစ်မှာသူတို့ကိုအာကာတာနဲ့ပို့ခဲ့ပြီးကမ္ဘာပတ်လမ်းနှိမ်မှာတနည်းကြော်ကြတဲ့အထိအသက်ရှင်လျက်ရှိနေခဲ့ပါရင်သူတို့ရဲ့ခန္ဓာအားကောင်းမွန်မှုကသူတို့ကိုဂျိုးမွားတွေကနေတဆင်ဂျိုးတွေအချင်းချင်းခီးသွားနိုင်တဲ့အလားအလာရှိတဲ့တံတားလေးတွေအဖြစ်သတ်မှတ်စေပြီးတက်ရှိတွေဟာ ကဘာရီအချာကူးပြောင်းသွားလာနိုင်တယ်ဆိုတဲ့သီရိုရီကိုအားဖြည့်ပေးပါရင်ဂျင်းကြီးကြောက်သားလေးတွေကြောက်ဆောင်တွေမှာရှင်သန်နိုင်တဲ့တရဝများဂျင်းကြီးကြောက်သားလေးတွေဟာထိုးဆန်းတဲ့တင်းငယ်တဲ့တက်ရှိလေးတွေဖြစ်ပြီးသူတို့ရဲ့အေးပါမှုကိုသတိမထားမိပဲကြောက်ဆောင်တွေတစ်ပင်တွေနဲ့နေရံတွေပေါ်မှာနေတိုင်းတွေ့နေကြမှာဖြစ်ပါရင်သူတို့ဟာအပင်တွေဒါမှမဟုတ်မှုတွေတတ်တတ်မဟုတ်ပဲမှုနဲ့ရင်းကြီးဒါမှမဟုတ်ဆိုင်ယာနိုဘယ်လီရီယာတို့ရဲ့အပြန်လန်မိခိုနေထိုင်တဲ့တရဝလေးတွေဖြစ်ပါရင် 2008ခုနှစ်မှာဘိုင်ယိုပန်ဆင့်အာဂါသယင်နဲ့အတူယင်ကြီးကြောင်သားနမူနာတွေကိုအာဂါသတဲကိုလွှတ်တင်ခဲ့ပါရင်သူတို့ကိုအာဂါသနဲ့ဓာတ်ရိုက်ထိတွေ့စေခဲ့ပြီးကဘာကိုပြန်ရောက်တဲ့အခါမှာချက်ချင်းဆိုလိုအလင်းမြီစုဖွဲ့ခြင်းလုပ်ငန်းစဉ်ကိုပြန်လည်စတင်နိုင်ခဲ့ပါရင်သူတို့ရဲ့အောင်မြင်မှုဟာသူတို့ရဲ့လိုင်ယောင်းကြီးထွေစွာနေထိုင်နိုင်တဲ့စွမ်းရည်ကြောင့်ပါပဲကဘာမှာဆိုရင်သူတို့ဟာတဲကန်နေရောမြန်မာတဲ့တောင်တန်းတွေနဲ့အေးခဲတဲ့သန္တာဒေသတို့လိုမျိုးအလွန်ဆိုးဝါးတဲ့ပတ်ဝန်းကျင်တွေမှာရှင်သန်နိုင်ပါရင် ဒီအခြေအနေတွေကသူတို့ကိုအာကာသရဲ့အခြေအနေတွေကိုခံနိုင်ရင်ရှိစေတဲ့သဘာဝကျတဲ့သဘာဝလေးတွေဖြစ်လာစေပြီးမားချိုလိုမျိုးဂျိုတွေကိုကိုလိုနီပြုနိုင်တဲ့အလားအလာရှိတဲ့သဘာဝလေးတွေအဖြစ်လေ့လာဆင်ပြုစုလျက်ရှိနေပါတယ်။လီချန်စ်အာကာသတွေကပြန်လည်ရှင်သန်လာနိုင်တဲ့အင်းဆက်လေးတွေလီချန်တွေဟာအမှန်အင်းဆက်လေးတွေလို့ထင်ရပေမဲ့တချို့မျိုးစိတ်တွေကတော့အလွန်မင်းဆိုးရွားတဲ့အခြေအနေတွေကိုခံနိုင်ရင်ရှိအောင်တည်ဆောက်ထားပါတယ်။၂၀၀၉ခုနှစ်မှာသူရည်တီတွေဟာ Photon M3 အာကာသယာဉ်နဲ့တူ Tardigrade လေးတွေနဲ့တူ ချင်းစီဦးလေးတွေကိုအာကာသစီပို့ခဲ့ပါတယ်။သူတို့ဟာအာကာသရဲ့လေဟာနဲ့ပြင်းထန်တဲ့တရားအောင်ကြီးကိုခံနိုင်ရှိခဲ့ပြီးအသက်ရှင်ကျန်ရစ်ခဲ့တာပါ။ချင်းစီလေးတွေဟာကမ္ဘာရဲ့အဆိုးရွားဆုံးသောအမေမျက်နှာတွင်ပင်တွေဖြစ်တဲ့အာတိတ်ဒေသနဲ့ခြောက်သွေ့တဲ့တဲကန်နယ်အာရီမှာရှင်သန်နိုင်အောင်ပြောင်းလဲဖြစ်တည်လာခဲ့ပါတယ်။သူတို့ရဲ့ဥတွေနဲ့လောက်ကောင်တွေဟာအခြေအနေတွေပြန်ကောင်းလာတဲ့အခြေအချောက်ခံပြီးအိတ်ဆက်နေတဲ့အခြေအနေကိုရောက်ရှိနိုင်ပါတယ်။ဒီလိုမျိုးအလွန်လျောက်အိတ်ဆက်နိုင်တဲ့စွမ်းရည်ကသူတို့ကိုအာကာသရဲ့ကြမ်းတမ်းတဲ့အခြေအနေတွေကိုဘာကြောင့်ခံနိုင်ရှိစေလဲဆိုတာကိုရှင်းပြနိုင်စေပါတယ်။ ခရိုမိုင်စီအာကာသကိုချစ်မြတ်လို့တဲ့အနာတိကမှုခရိုမိုင်စီအန်တာစီတီယက်ဆိုတာအနာတိကတိုက်ရဲ့ခြောက်သွေ့တဲ့ဂျိုင်ဝင်းတွေမှာရှင်သန်တဲ့အနက်ရောင်မှုတမျိုးပါပဲအဲ့ဒီနေရာဟာကမ္ဘာပေါ်မှာမဟာကျိုနဲ့အတူဆုံးနေရာတွေတဲကတစ်ခုပါ2016ခုနှစ်မှာဒီမိုနမူနာတွေကိုအပြည်ပြည်ဆိုင်ရာအာကာသစခန်းရဲ့အပြင်ဘက်မှာ18လကြာပို့ခဲ့ပါတယ်သူတို့အသက်ရှင်ကျန်ရခဲ့ပါတယ်သူတို့ရဲ့လိုအပ်ချက်ကတော့မဲလနင်ပါပဲလူသားတွေရဲ့အရေးပြားကိုခရမ်းလွန်ရောင်ကြီးကနေကာကွယ်ပေးတဲ့စိုးစေးလို့ခရိုမိုမီယက်စ်ကမဲလနင်ဟာ တဘာဝတရားအောင်ကြည်ကာဝယ်ထားတဲ့အလွာတစ်ခုကိုလှုပ်ဆောင်ပါရင်အလှူတဲဆုံးဆင်းနေအနေနဲ့ပေါင်းဆက်လိုက်တဲ့အခါဒီမိုကအာကာသစစ်တီတူဖြစ်လာပါရင်အာကာသထဲမှာထားပြီးတဲ့နောက်မှာတော့သူ့ရဲ့ DNA ဟာအများအပြားပြည့်စည်ပဲကဘာဝမှာပြန်ပြီးဆက်လက်ကြီးထွားနိုင်ခဲ့ပါရင်စလင်းမှု အုံနောက်မရှိတဲ့ပါရမီရှင်သူ့ကိုကြည့်လိုက်ရင်မုံညင်းနှစ်လိုအိုင်လေးတစ်ခုနဲ့တူပြီးအုံနောက်လည်းမရှိပါဘူးဒါပေမဲ့စလင်းမှုဟာကျွန်တော်တို့သိထားတဲ့အထဲမှာအသိဉာဏ်ရှိဆုံးအယောရှင်းတဲ့တက်ရှိပုံစံတစ်ခုပါ သူဟာဗေနီတွေကိုဖြင်းရှင်းနိုင်တယ်အကောင်းဆုံးလမ်းကြောင်းတွေကိုရှာဖွေနိုင်တယ်မြို့ပြရဲ့ရင်ကျောစနစ်တွေကိုပုံစံတူပေါ်ပြဖို့တော့အသုံးပြုခဲ့ကြပါတယ်ဒါပြင်သူ့ပေါင်းအင်ဂျင်ကိုရန်လှလာတဲ့အခါသူဟာအိတ်ဆက်တဲ့အခြေအနေကိုရောက်သွားနိုင်ပြီးအခြေအနေတွေပြန်ကောင်းလာတဲ့အခါပြန်ပြီးကြီးထွားနိုင်ပါတယ်2020ခုနှစ်မှာ slim mode ကိုအပီပီဆိုင်ရာအာဂါဒါစကန်ကိုပို့ခဲ့ပါတယ်သူဟာအသက်ရှင်အောင်နေမကဘူးအသေးစားစွမ်းကင်အောင်အောင်မှဆက်လက်ကြီးထွားတယ်ရွေးလျားတဲ့ဆုံးဖြတ်ချက်တွေလည်းချနိုင်ခဲ့ပါတယ်အုံနာမရှိပဲလိုင်အောင်ညီထင်စွာနေထိုင်နိုင်တာနဲ့လမ်းကြောင်းရှာဖွေနိုင်တဲ့သူ့ရဲ့အလားအလာက ရုပ်ရှင်နဲ့အသက်ရှိနေအောင်အာကာသထဲမှာရှင်သန်နိုင်မှုဘလို့ပြောင်းလဲဖြစ်တည်လာနိုင်တဲ့ဆိုတဲ့စိတ်ဝင်စားစရာကောင်းတဲ့ဥပမာတစ်ခုဖြစ်စေပါတယ်။ဒါကြောင့်ကျွန်တော်တို့လူသားတွေဟာကမ္ဘာပတ်လမ်းထဲမှာရှင်သန်ဖို့ဘီလီယံဒေါ်လာတန်နဲ့အာကာသဝယ်ဆောင်နေလို့အဲ့နေပေမဲ့ဒီသိငယ်တဲ့အသက်ရှိလေးတွေကတော့စကြဝဠာအနှံဘလို့ရှင်သန်ပြီးခီးသွားနိုင်မလဲဆိုတာကိုကျွန်တော်တို့ကပြသနေပါတယ်။ပင်လယ်စားငယ်ပစုံလေးတွေကလည်း slim mode အထိဆရာဝရာမှာတို့ရဲ့ရှင်းဆောင်တွေရှိနေပြီးသားဖြစ်နိုင်ပါတယ်။ပြီးတော့တို့ဟာအောက်ဆီဂျင်အောင်မလို့အပ်ပဲနေနိုင်ပါတယ်။ ကိုင်းအခုချိန်မှာမင်းဘာကောင်ဖြည့်ချင်လဲဆိုသူအရန်ချစ်တဲ့ကောင်ကြီးလည်းမဖြည့်ချင်တော့တယ်လို့ပေါင်ရင်းဂျာအနီကောင်ကြီးလည်းမဖြည့်ချင်တော့ပါဘူးစလင်မို့တကောင်ပဲဖြည့်ချင်ပါရယ်ကဲအဆုံးနေကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရယ်ခင်ဗျာဒီနေ့တော့ဒီမှာပဲနှုတ်ဆက်လိုက်ပါရစေခင်ဗျာ